အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ17ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့တမရော်ရဲ့တီဘောမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အနေပြန်လည်ကြိုဆိုပါရယ်ပလောင်လက်နက်ကင်တပုံ DNL ကဒီဘောမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ23ရက်နေ့မှာမျိုးကိုစတင်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ဆိုတော့တပတ်ခါဆိုရင်ဒီဘောမျိုးကိုပလောင်လက်နက်ကန်တဘောင် DNL ထင်းချုပ်ခဲ့တာတနည်းပြည့်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့အခုတနည်းနီးပါးကြာမြင့်တဲ့အချိန်တက်မတော်ကဒီဘောမျိုးကိုပြန်လည်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ဒီဘောမျိုးသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးပလောင်လက်နက်ကန်တဘောင် DNL ဆောင်ရွက်ခဲ့တဲ့ပုံစံကိုတစ်ချက်ပြန်ကြည့်လိုက်ရင်တော့ပလောင်လက်နက်ကန်တဘောင် DNL ကတောင်ခဲစစ်မျက်နှာကနေအထူးကအကြဆုံးများလာပြီးတဲ့အချိန်ပြီးတော့စုလမ်းမကြီးပေါ်မှာကြန့်ရှိနေသေးတဲ့ဒီဘောမျိုးကိုခါဖြတ်ပြီးတော့တိုက်ခိုက်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့တောင်ကန်းတိုက်ပွဲကနေအထိနာပြီးတဲ့နောက်ပလောင်လက်နက်ကိုင်တပုံ DNL နဲ့အပေါင်းပါတွေကစက်တင်ဘာလထဲမှာပဲနောင်ချိုကိုပြန်လဲဆုတ်ခွာသွားပြီးတဲ့နောက်တီဘောကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တီဘောကိုတိုက်ခိုက်ချိန်တုန်းကဒီခမရ900တော့904ကိုအဓိကထားပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ခမရ900တော့904ကိုတိုက်ခိုက်တဲ့အချိန်မှာတော့ဒီနောင်ချိုကြောင်မဲကနေဆုတ်ခွာသွားတဲ့အဖွဲ့တွေကလည်းခလာရ23ကိုဝိုင်ဝင်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်။ခမရ900တော့904ကိုတိုက်ခိုက်တဲ့အဖွဲ့တွေကလည်းနမ်ဆန်နဲ့နမ်ဒူကနေလာပြီးတော့ ဝိုင်းဝင်းပေးဆိုတိုက်ခတ်ခဲ့ကြတာပဲဖြစ်ပါတယ်အဲဒီနောက်ခလာရ23ခီစုပ်ခွာလာပြီးတဲ့နောက်ခလာရ23ကအရာရှိစစ်တီတွေနဲ့တမတော်မိသားစုတွေအားလုံးကနန်လန်ဘက်ကိုပြန်လည်စုပ်ခွာသွားခဲ့ရတာဖြစ်ပါတယ်တမတော်ရဲ့အရာရှိစစ်တီနဲ့မိသားစုတွေအားလုံးနန်လန်ကိုစုပ်ခွာသွားတဲ့အချိန်တလုံးလက်နက်ကင်တဲ့ပုံဒီရနဲ့အလီနဲ့အပေါင်းပါတွေကစိတ်တဲ့ရေရပြပြစီဖို့စော်ကားမှုတွေလောင်ပြောင်မှုတွေအများကြီးကိုလည်းပြုလုပ်ထားခဲ့တာဖြစ်ပါတယ် ပြောရရင်တော့ပလောင်လက်နက်ကင်တပုံ DNL ကတက်မရော့စစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့တဲ့အချိန်ဒီကြောင်မဲမာရောဒီဘောမာရောတက်မရော့စစ်ကြောင်းတွေရဲ့စုတ်ခွာရလမ်းကြောင်းတွေနဲ့လမ်းကြောင်းတစ်လျှောက်ကစုတ်ခွာမှုတွေအလုံးကိုဂဲနဲ့ပေါက်တာတွေလောင်ပြောင်တာတွေအမျိုးစုံသောစိတ်သက်ရေးရာပြတ်ပြားမှုတွေဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဆိုတော့လက်ရှိအချိန်မှာတော့တက်မရော့စစ်ကြောင်းတွေကဒီဘောမျိုးနဲ့ပတ်သက်ပြီးပြန်လည်တိုက်ခိုက်သိမ်းပန်နိုင်ရည်အတွက်ထိုးစစ်ဆင်ရည်ရှိပါတယ်ဒီနေရာမှာတက်မရော့ရဲ့စစ်ကြောင်းကြီးတွေကဒီဘောမျိုးရဲ့အနည်းကိုရောက်ရှိနေပြီဆိုတာကလည်းမင်္ဂလာသတင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘိုးကိုတက်မတော်ကအဓိကဦးစားပေးနေတဲ့တိုက်ခိုက်ဆောင်ရွက်နေတာပဲဖြစ်ပြီးတော့အော်တိုဘာ၁၇ရက်နေ့မှာတော့တက်မတော်စစ်ကြောင်းတွေကတီဘိုးမျိုးရဲ့အနီးချောင်းမဲအကွာအထိကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။တက်မတော်စစ်ကြောင်းတွေကကြောင်မဲမျိုးကိုထိန်းချုပ်ပြီးပြီမဲ့ဆက်လက်ပြီးတော့နားယူခြင်းမရှိဘဲနဲ့တီဘိုးမျိုးကိုအမြန်ဆုံးတိုက်ခိုက်သိမ်းပတ်နိုင်ရေးအတွက်ထိုးစစ်ဆင်ချီတက်လျက်ရှိပါတယ်။တက်မတော်စစ်ကြောင်းတွေကတီဘိုးထိုးစစ်နဲ့ပတ်သက်ပြီးတော့ကြီးပါလေကိုတရွာပြီးတရွာတရွာပြီးတရက်တိုက်ခိုက်ပြီးတော့သိမ်းပိုက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ကျောင်းမင်းမျိုးကနေဆက်လက်ကြည့်တက်လာတဲ့တမတော်စစ်ကြောင်းတွေကနောင်ဆောင်ရွာကနေအလွန်မှာရှိနေတဲ့နားခေါ်အဲ့ဒီကနေဘူခါရွာဘူခါရွာကိုကျော်လွန်ပြီးရင်တော့ပလောင်လက်နက်ကင်တပုံ DNL နဲ့အပေါင်းပါရခန့်စစ်အကြီးကျယ်ပြင်ထားတဲ့မီတာ600ကျော်900နီးပါးရှိတဲ့ဂုံးတွေပေါ်မှာပလောင်လက်နက်ကင်တပုံ DNL ခန့်စစ်ပြင်ထားတဲ့နေရာတွေကိုတမတော်စစ်ကြောင်းတွေကအနိုင်ယူတိုက်ခိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်တမတော်ရဲ့ကျောင်းမဲတီဘိုးထိုးစစ်ကိုပလောင်လက်နက်ကင်တပုံ DNL ကခန့်စစ်ပြင်မယ်ဆိုရင်တော့ဒီလွဲခေါ်ရွာကနေစတင်ပြီးခန့်စစ်ပြင်တယ်လို့ ကျွန်တော်သတင်းတွေစုံစမ်းသိရှိရပါတယ်ပထဝီနေထားရလဲဒီလွယ်ခေါ်ရအနိပဝင်းကြီးကကုန်းနေမှာပလောင်လက်နက်ကန်သဘောင် DNL ကကန်စစ်တွေပြင်ဆင်ထားကြတာပါပြီးတော့လမ်းကိုစိုးမိုးထားတဲ့နေရာတွေဖြစ်ပါတယ်ဒါပေမဲ့လည်းတမရစစ်ကြောင်းတွေကဒီ drone တွေနဲ့အကဲကြည့်ပြီးတော့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်ပြီးထိုးစစ်ဆင်တိုက်ခိုက်သွားတဲ့အတွက်ပလောင်လက်နက်ကန်သဘောင် DNL နဲ့အပေါင်းပါတွေကတော့တမရစစ်ကြောင်းတွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကိုဟန်တားနိုင်ခြင်းမရှိဘဲနဲ့စုတ်ခွာသွားကြတာပဲဖြစ်ပါတယ် အဲ့ဒီနောက်တမ်မရော့စစ်ကြောင်းတွေကဒီဘုတ်ကိုဆက်လက်ထိုးစစ်တဲ့တိုက်ခိုက်လာတာဖြစ်ပြီးတော့ချောင်းကြောက်ရွာချောင်းကြောက်ရွာရဲ့အလွန်မှရှိနေတဲ့မောင်ဖုံးခွေတကြောကပလောင်လက်နက်ကန်တပုံ DNA တွေစုဖွဲ့နေရတွေကိုလည်းတုတ်တင်ရှင်းလင်းတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ပါတယ်။မနေ့ကအောက်တိုဘာ၈ရက်၉ရက်ကာလတွေမှာတော့ကျင်းတီအနီးနောင်အွန်ရွာအထိကိုတမ်မရော့စစ်ကြောင်းတွေကရောက်ရှိနေပြီဖြစ်ပြီးတော့ညလုံးပေါ့ထိုးစစ်စင်တိုက်ခိုက်လာတာဖြစ်တဲ့အတွက်ဒီနေ့အောက်တိုဘာ၁၀ရက်နေ့၁၇ရက်နေ့ဝင်းကျင်မှာတော့တမ်မရော့စစ်ကြောင်းတွေကဘောဂျိုအနီးတောင်ထိရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီနေရာမှာပလောင်လက်နက်ကန်တပုံ DNL တွေကတီဘောမျိုးကိုခံစစ်ပြင်ဆင်တဲ့နေရာမှာကျင်းဒီရဲ့တစ်ဖက်ချမ်းမြင့်ငင်မြင့်ရဲ့ဘေးပင်ညာမှာခံစစ်တွေပြင်ဆင်ထားတာဖြစ်ပါတယ်။အပိုင်းတစ်ပိုင်းရှိပါတယ်။ဒါကတော့ကြောင်မင်းနဲ့ကျင်းဒီကြားကခံစစ်တွေကျင်းဒီဘောဂျူမန်ဟဲစံပိတ်စားတဲ့ခံစစ်တွေဆိုပြီးတော့ရှိပါတယ်။အခုလက်ရှိမှာတော့တမ်မရော့စစ်ကြောင်းတွေကကြောင်မင်းမြို့ကနေထွက်ခွာလာတဲ့အနေအထားက10မိုင်ကျော်နီးပါးထိရောက်ရှိသွားပြီဖြစ်ပါတယ်။တီဘောမျိုးကိုတော့9မိုင်နီးပါးထိကပ်နိုင်နေပြီပဲဖြစ်ပါတယ်။ ပလောင်လက်နက်ကိုင်တပုံ DNA တွေကကြောင်မင်းနဲ့တီဘောလမ်းကြောင်းပေါ်မှာရှိနေတဲ့ဘောဂျိုရွာကိုလည်းစစ်ရေးအရာအကာအကွယ်ပြုတ်ဖို့အတွက်ပြင်ဆင်တာတွေလည်းပြုတ်လုပ်ခဲ့ပါတယ်။တမိုင်းဝင်ဘောဂျိုဖျားကြီးအနီးမှာခံစစ်တွေပြင်ဆင်ဖို့ဘန်ကာတွေပြုတ်လို့ဖို့ဒီစီစဉ်ဆောင်ရွက်ခဲ့ပေမဲ့ဘောဂျိုဆရာတော်ကြီးနဲ့တကွာဒေသခံရမိရဖတွေကပလောင်လက်နက်ကိုင်တပုံ DNA ရဲ့လာရောက်စုဖွဲ့မှုတွေနဲ့လှုပ်ရှားမှုတွေကိုကန့်ကွက်ခဲ့ကြပါတယ်။လက်ရှိချိန်မှာတော့ဒီဘောဂျိုရွာဖျားထဲမှာဒေသခံရွာသူရွာသားတွေနဲ့တက်ကြီးရွယ်အိုတွေနောက်ပြီးတော့ဆရာတော်တန်ဃာတော်တွေဝင်ရောက်နေတယ်လို့သိရပါတယ်။ ။ဒါအပြင်ဗိုလ်ချုပ်ဖရာရဲ့အဝင်မှာလည်းဒီတတိပိဆိုင်ဘုတ်တွေမေတ္တာရဲခံ